အလုံးမဲမင်္ဂလာပါဒီနေ့မေလ7ရက်နေ့မှာတော့တကယ်ယင်းနှစ်ပွေရာအဖြစ်ပြက်လက်တစ်ခုကိုကျွန်တော်တင်ပြချင်တယ်အဲ့ဒါကသတင်းမီဒီယာလောကမှာတော့တကယ်ထိတ်ဆီးသတင်းအနေနဲ့ကျွန်တော်တို့သတင်းမီဒီယာတိုင်းမှာပေါ်ပြတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ကြိုက်တဲ့သတင်းမီဒီယာမှာသွားပြီးတော့ခြေလိုက်ကျွန်တော်တို့ဒီအကြောင်းအရာကိုတွေ့ရမှာဖြစ်တယ်အဲ့ဒါကစကိုင်းတိုင်းဒီဘေးရဲ့ ဒီပေရမျိုးနယ်မှာကျွန်တော်တို့ NUG ရဲ့ထိန်းချုပ်ထားတဲ့နေနေတွေမှာစာတင်ကျောင်းတွေရှိတယ်။ဆိုတော့အဲ့ဒီစာတင်ကျောင်းတွေမှာကလေးတွေကစာမွေးဖြစ်ဖို့နေတဲ့အတွက်ကြောင့်အဲ့ဒီမှာစုနေကြတယ်။နော်စုနေကြတဲ့အခါကျတော့အဲ့ဒီမှာစာမွေးဖြစ်မယ်ဆိုတော့လည်းဆရာဆရာမတွေလည်းပါတယ်။အဲ့ဒီမှာကျောင်းသားကျောင်းသူအယောက်ပေါင်း100เนาะ100ရှိတယ်။အဲ့ဒီမှာဆရာမ2ယောက်လည်းတည်တယ်။ကလေးအယောက်ပေါင်း20เนาะတည်ဆုံးတယ်။ ပြီးလို့ရှိရင်တော့အဲ့ဒီမှာတန်ရာရရှိတဲ့လူကတော့90ကျော်တန်ရာရရှိတယ်။လွတ်မြောက်တဲ့လူတွေကတော့เนาะ20ကျော်เนาะ30ပေါင်းကျင်ပေါ့เนาะအဲ့ဒီလောက်မှာသူတို့လွတ်မြောက်တဲ့ဆိုတဲ့တည်င်းကလည်းတကယ်နော်ကျွန်တော်တို့အတွက်ဝန်နေဖွေရတည်င်းတစ်ခုဖြစ်တယ်ဆိုတော့ဒီတည်င်းကိုကျွန်တော်တို့ပြန်ချိတဲ့ခါကျတော့ဘာဖြစ်လို့မလာကဒီစတင်ချောင်းကိုကျဲတာလဲဆိုတဲ့ခါကျတော့နော်ဒီနေရာမှာဘောမနော်ဘောမဆိုတဲ့လူတွေကအဲ့ဒီထဲမှာရှိနေတယ်ဆိုတာကတော့တကယ့် တက်သေးပဲเนาะတက်သေးပဲသူတို့ဘေးအချိန်မှာကြောင်းတက်နေတယ်ဆိုတော့ဘလို့သိရလဲသူတို့ကเนาะသိရလဲသိရတဲ့အကြောင်းရင်းကတော့အဲ့ဒီမှာဘောမာတွေရှိတဲ့တည်င်းပေးတဲ့လူတွေရှိတယ် နော်မအလားကိုထောက်ခံတဲ့လူတွေအဲ့ဒီမှာအခိုင်အမာရှိနေတုံးပဲနော်သူတို့သားသမီးတွေတော့ပါမှာမဟုတ်ဘူးဘာဖြစ်ဆိုတော့နော်သူတို့ကတိတိသားလေးမြင်လာပြီးတော့ကျဲမယ်ဆိုတာသိတဲ့ခါကျတော့သူတို့သားသမီးတွေတော့ပါလာမှာမဟုတ်ဘူးနော်အဲ့ဒီထဲမှာတကယ့်တည်င်းပေးတဲ့ဒလန်တွေအကြီးစားတွေရှိနေတဲ့ဆိုတဲ့ဟာတော့တကယ့်တက်သေးပဲအနာကနော်အဲ့ဒီတည်င်းပေးတဲ့လူတွေကတော့တော်တော်ပျော်မှာပေါ့နော်ပျော်လို့လဲသူတို့ကဒီတည်င်းကိုပေးတာဟုတ်နော်ခေါ်အော်ပါပေးပြီးတော့နော်ကျွန်တော်တို့ပျော်ကြမှာပဲတော်တော်ကိုစားတော့လို့ပျော်မှာပဲသူတို့ကတော့နော် ဒီဘက်ကပြေဆုံးတဲ့လူတွေကတော့တကယ်ရင်နှစ်ပွေရနော်နာကြီးမှုတွေထက်ကထက်ကဖြစ်လာတယ်เนาะကျွန်တော်တို့ဒီကပါချေတော်မှဥဒန်းချေမှာမဟုတ်ဘူးဆိုပြီးမှ NUG ကလည်းထုတ်ပြန်တယ်ဒီလူတွေကိုเนาะပြင်းပြင်းထန်ထန်အေးယူမယ်အေးယူမယ်လို့သာပြောတာเนาะကျွန်တော်တို့ဘလို့အေးယူမလဲเนาะအေးယူလို့ရစရာတခုပဲရှိတယ်အဲ့ဒါကသူတို့ထင်မှဒလန်ရှိတယ်เนาะဒလန်ကိုဖော်ထုတ်ပြီးတော့အေးယူရမယ်အဲ့ဒီလူတွေကိုကောင်းကောင်းပြင်းပြင်းထန်ထန်เนาะအမရမယ်အဲ့ဒါမှသူတို့ကလည်းဒီလိုလမ်းကြောင်းကိုပြန်ပြီးတော့ နော်ညော်ပြလိုက်သူတို့ကလည်းမျိုးဩဇာထည့်လိုက်အဲအဲ့လိုမျိုးဆိုရင်တော့နော်သူတို့ကလည်းကြေတော့တာပေါ့နော်သူတို့လက်ခုပ်ဩပါခဏလေးပေးပြီးတော့နောက်ဆုံးကြတော့သူတို့ကလည်းမျိုးဩဇာဖြစ်သွားမယ်ဆိုတော့ရင်နဲ့ဆရာပဲနော်တကယ်တမ်းဖော်ထုတ်လို့မရဘူးဆိုလို့ရှိရင်တော့ တော်တော်ကိုကျွန်တော်တို့တွေအရှုံးတွေတွေ့ရတယ်ဆိုတော့အခုသူတို့ထုတ်ထားတာကတော့အင်ယူဂျီကထုတ်ထားတာကတော့ကဘာချီရင်တောင်မှဦးတန်းမချီဘူးဆိုလို့ပြောထားတယ်ခိုင်းကလည်းပြောတယ်အေးဒါကိုချီချင်းအဖြစ်နမအလာဟာဆိုလို့ရှိရင်အကျန်းဖတ်မှုတွေကိုလုံးဝမရက်ဘူးဆက်လက်ပြီးတော့လုံနေတော့ပဲအဲ့ဒါကြောင့်ထိုင်းဟာဆိုလို့ရှိရင်နော်မြန်မာအရေးမှာပါဝင်သိမိဆိုတဲ့ဟာကိုသူတို့ရွတ်တော်မှတ်တယောက်ကပြောတယ်ဆိုတော့အခုမှပြောတယ်ဆိုတော့လေမင်းတို့ကလည်းဘာမှပါပါစရာအကြောင်းမရှိဘူးနော်ဘာမှပါမနေနဲ့ပါရလေမအလာနဲ့ပခုံးဖဲ့မဲ့လူတွေကြီးပဲနော်လူတွေကြီးပဲဆိုတော့ ဘာမှပါစရာမရှိဘူးအဲ့ဒီစကားကလည်းတော့ဘာမှလည်းသူတို့လည်းတက်နေတာမဟုတ်ဘူးเนาะကျွန်တော်တို့ UN တို့ ASEAN တို့ဆိုတော့အလကားအလကားအဖွဲ့တွေเนาะဘာမှမပါလဲကောင်းတယ်အဲ့ဒီ ASEAN အဖွဲ့မှာသူတို့ဘာမှလုပ်နေတာမဟုတ်ဘူးအဲ့ဒါတော့ပါပဲဝင်နေပါတယ်စိတ်ကူပါတယ်เนาะသူတို့အချစ်ချင်းညီကြပါလုံကြပါချစ်ချစ်ပြီးတော့လုံကြပါဒါပေမဲ့ကျွန်တော်တို့လေးနှစ်ရှိနေပြီเนาะဘာမှဒီလေရင်ကိုမတားဆီးနိုင်ဘူးဒီဖက်ကလည်း UNG ကလည်းပဲလေကြီးမိုးကြီးနဲ့လာရင်ပြည့်မယ်ဆိုတော့အားလို့ကြီးပဲเนาะဘာမှအခုတက်တိမပြည့်နိုင်ဘူး အခုမှပြင်နေဘူးအဲ့ဒီလေလက်လက်နဲ့တွေလည်းပါတခုမှရတာမဟုတ်ဘူးเนาะသူတို့ကတော့အဲ့ဒါကပါမချေဘူးဘလို့ကပါမချေရမလဲအဓိကဒီလေရင်နဲ့ပဲလေရင်ကိုပဲဆုံးမအောင်ပါလေရင်ကိုဆုံးမဖို့ကလေရင်ပြက်လက်နဲ့လို့တယ်လေရင်ပြက်လက်နဲ့ဝေဖို့ကတော့ကျွန်တော်တို့တကယ်နိုင်ငံတော်အစိုးရနောက် G2G မှာဝေလို့ရတယ်ခိုးဝေလို့မရဘူးเนาะခိုးဝေလို့မရဘူးဆိုတော့အဲ့ဒီဟာတွေကတကယ်အခက်အခဲတွေအများကြီးရှိတယ်เนาะဘလို့သွားပြီးတော့သူတို့ကအေးအေးယူမလဲတော့မသိဘူးဒါပေမဲ့တခုတော့ရှိတာပေါ့နေပြီးဆုံးမပြီးတော့ ူတို့ကြာဆုံးတဲ့အထိတိုက်နိုင်တယ်ဆိုလို့ရှိရင်တော့ okay တော့အဲ့ဒါကအချင်းတစ်ခုအထိပေးအောင်မယ်ဆိုတာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကိုတိုင်အုတ်တွင်မြို့နယ်မှာရှိတဲ့နေမည်ရေးစခန်းကိုပြီးတော့ PDM တွေကတွားပြီးတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့ဒီမာလာရဲ့သားသမီးတွေကတော့လမ်းမယားဆမ်းမယားအကုန်လုံးထွက်ပြေးကုန်တယ်ဆိုတဲ့ဟာတော့တွေ့ရတယ်အဲ့ဒီစခန်းကိုသိမ်းလိုက်ရတယ်သိမ်းပြီးတော့အဒီမှာမီးရှို့မှုတွေလုပ်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကမွန်ပြည်နယ်ရေးမြို့နယ်မှာရှိတဲ့ကဒိုးစိတ်နော်အဲ့ဒီစစ်ကြောင်းကဒိုးစိတ်ဖက်ကိုနေပြီးတော့စစ်ကြောင်းထိုးလာတယ်စစ်ကြောင်းထိုးလေးဟာကိုဒီဖက်ကနော် KLN နဲ့ပူးပေါင်းဖွဲ့ ွေတွေကနေပြီးတော့အဒီမှာတိုက်တဲ့ဒုအရာခံဘိုတယောက်နော်သူရဲ့နာမည်ကနေမျိုးထိုက်ပါဝင်၄ယောက်နော်အဒီမှာမျိုးဩဇာဖြစ်သွားတယ်နောက်တစ်ခုကမွန်ပြည်နယ်ကြိုက်ချိုမြို့နယ်မှာရှိတဲ့ဒီကမ္မရွာနဲ့ဒီကိုရဝေးရွာနော်အဒီမှာလက်နက်ကြီးပြည်တယ်ပြည်တဲ့ခါကျတော့အဲဒီမှာပြည်သူလူထုတယောက်သေတယ်၆ဦးတန်ရာရရှိတယ်နေအိမ်ကတော့25လုံး နော်မိလောင်ပြာကျသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတာအဲ့ဒါကစကစကလက်နဲ့ချင်းနဲ့ပြစ်တာနောက်တစ်ခုကပကိုးတိုက်ရွှေချင်းမှာဆိုလို့ရှိရင်တော့နေညောင်ချေတော့ယွာအနေခမာရ9 6ကိုနေပြီးတော့ KNL နဲ့ပူပေါအဖွဲ့တွေကတင်ပိုက်လိုက်တယ်လို့ကျွန်တော်တို့ဟိုတရက်နေ့ကတည်င်းနေ ကျွန်တော်တို့တွေ့ရလိမ့်မယ်เนาะ PDF တီတန်တိုက်တယ်လို့လည်းကျွန်တော်တို့ပြောတယ်เนาะတည်င်းတွေကတော့အမျိုးမျိုးပဲဘာဖြစ်ပြောပြောအဲ့ဒီစခန်းကိုเนาะအဲ့ဒီဌာနချုပ်ကိုနေပြီးတော့ဒီ KNLA နဲ့ဒီ PDF တွေကတင်ပိုက်လို့ရတယ်เนาะ96ရှစ်ဆိုတော့အခုကတော့เนาะတည်င်းတွေတက်လာတယ်နမအလားကပြန်ပြီးတော့တင်လိုက်ပြီဆိုတဲ့ဟာကိုတည်င်းတက်ပုံတွေကျွန်တော်တို့တွေ့ရတယ်เนาะဆိုတော့ဒီခက်ခက်မှာတော့ပြောတာတော့အာဒါကတော့ပုံဟောင်းတွေဖြစ်တယ်အဲ့ဒီမှာတိတ်တိုက်ပုံတွေကအကြီးကြီးဖြစ်နေတယ်ဆိုတော့ဒီဘက်ကဒီမြန်မာနောင်တို့ အရာဝတီတို့စသဖြင့်ဒီဟာနေကနေပြီးတော့ဆက်တွေ့မြင်မြင်ထားတဲ့ထင်မှာတော့နောက်သူတို့ဆုတ်ပေးလိုက်ရတယ်ဆုတ်ပေးလိုက်ရဆိုတာတကယ်သူတို့ကဒီဟိုဘက်ကအလုံးအရေးနဲ့ဒီလေယာဉ်ပြင်နဲ့ထိုးတဲ့ခါကြတော့เนาะ ဒါနည်းနည်းလေးနောက်ဆုတ်ပေးလိုက်တယ်နောက်နောက်ဆုတ်ပေးလိုက်တယ်အဲ့ဒါပဲเนาะသူတို့ကိုအရှုံးပေးတာလည်းမဟုတ်သေးဘူးအကုန်လုံးသိမ်းလို့ရတယ်ဆိုတာလည်းမဟုတ်သေးဘူးအဲ့ဒီမှာတိုက်ပွဲတွေကတော့ပြင်းထန်နေတော့မယ်ဆိုတော့တိုက်ပွဲရဲ့သဘောတရားမှာเนาะကျွန်တော်တို့တစ်ခါတလေကြားလို့ရှိရင်သူတို့ကဆုတ်ပေးလိုက်တယ်ပြန်တိုးတယ်เนาะအဲ့လိုမျိုးသိမ်းတဲ့စသဖြင့်ပေါ့เนาะအဲ့လိုမျိုးအခြေအနေမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့အခုဒီစခါလည်းမဟာလာကပြန်ပြီးတော့သိမ်းပိုက်လိုက်ပြီဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တတိယမီဒီယာအများကြီးမှာဖော်ပြရတယ်ဒါပေမဲ့ခက်တိမှာကတော့အဆုံးတော့မဟုတ်သေးဘူးတိုက်ပွဲတွေတော့အကြီးကြီးဖြစ်နေတော့မယ်เนาะဖြစ်နေတော့မယ်ဆိုတဲ့ဟာကိုတွေ့ရတယ် အဲ့ဒီဓာတ်ပုံတွေဖော်ပြတဲ့ဟာကအရင်ကဓာတ်ပုံတွေပုံဟောင်းတွေပဲဆိုပြီးတော့နောက်ချက်ကြရတော့ဖော်ပြထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပုဂိုတိုင်မင်းလာမျိုးနဲ့ဟန်ယူလမ်းဆောင်မှာတက်ဆွဲထားတဲ့ဇက်ကဆိုင်ရဲ့စခန်းကိုဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာရှိတဲ့ဒီမအလာရဲ့လူတွေကတိတဲ့အတိုင်းပဲဘယုံသုံးကား ော်အကုန်လုံးဖက်ပြစ်ကုန်နေဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကမကွေးတိုင်ကန်းကောမှာဆိုလို့ရှိရင်လည်းခလာရ90နော်ခလာရ90တန်းရင်ကနေပြီးတော့ဒီလင်မရွာဖက်မှာစစ်ချောင်းထိုးလာတယ်နော်။အဒီမှာလူငယ်ဆက်တူဦးကိုဖမ်းဆီးတပ်ဖြတ်သွားတယ်ပြီးလို့ရှိရင်တော့ပြည်သူအယောက်ပေါင်း20ကိုနော်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆက်တူဦးကိုတော့တတ်လိုက်တယ်အဲဒါလူငယ်တွေနော်အဲ့ဒီမှာပြည်သူအယောက်ပေါင်း20ကိုလေဖမ်းဆီးခေါ်ဆောင်သွားတယ်သူတို့ကလည်းတိတ်မတိတ်ချဘူးအမှတ်ခံမရှိဘူးเนาะအခုခေတ်မှာဆိုလို့ရှိရင်အမေရောက်နေမြေတွေအမေရောက်နေမြေဆိုတော့ဘာတစ်ခုမှအမှတ်ခံချက်မရှိဘူးသူတို့စီမှာရောက်ပြီဆိုလို့ရှိရင်တော့ ငါဒီနေ့ရွှေဒီနေ့ငွေဖြစ်နိုင်တယ်။ဒါခုနရွှေခုနငွေအဲ့လိုမျိုးဖြစ်နိုင်တာ။ပြောင်းလဲကသူတို့လက်ထက်မှာပဲရှိတယ်။နော်တနက်ပြောင်းသွားမှာပဲရှိတယ်။သူတို့ရဲ့စိတ်ဆန္ဒအပေါ်မှာပဲရှိတယ်။နော်အကုန်လုံးကဖက်ဖြက်လို့ဘာမှမဖြစ်တော့ဘူး။နော်အဒီမှာတရားဥပဒေစိုးမိုးမှုပါမှုဆိုတာဘာတစ်ခုမှမရှိတော့ဘူး။နော်သူတို့ကြိုက်တယ်လို့လုပ်လို့ရတယ်။နော်ကြိုက်တယ်လို့လုပ်လို့ရတယ်။သူတို့ရဲ့ နော်ပစားဖြားမှရှိတယ်ပြီးလို့ရှိရင်တော့တနက်ပြောင်းသွားမှရှိတယ်နော်တနက်ပြောင်းသွားမှလက်ကလေးကိုလိုက်လို့ဆိုတော့အဲ့ဒါမှမန်ခီယာပဲနော်ဘာမှတတ်အမခံကြည့်ပါတော့ခုမှမရှိဘူးအဲ့ဒီအမေရောက်နေနေတွေဖြစ်ကုန်တယ်နော်မြန်မာနိုင်ငံတနိုင်ငံလုံးနေရာအနှံ့ပြမှာကုန်လုံးအမေရောက်နေနေတွေဖြစ်ကုန်တယ်ဆိုတော့နော်အဲ့ဒီလူဖန်ခံရတဲ့အယောက်နဲ့ဆေးရလဲကျွန်တော်တို့အတအမခံကြည့်မရှိဘူးနော်ဒီနေ့သိမ်လဲဘေးချင်းသိမ်လဲမသေးတော့မှမလှဘူးနော်မသေးတော့မှမလှဘူးသူတို့2000နဲ့အန်2000ထိတော့မှသူတို့နှိမ့်ဆက်ပြီးတော့ညှဉ်းပန်းပြီးတော့ နော်ဒူတွေကိုအလုပ်လုပ်တာနော်သူတို့အသက်ရှင်တောင်မှဒဏ်ရာတွေကြီးကြီးရပြီးတော့နော်သူတို့အိုလာတဲ့ခါကျလို့ရှိရင်အဲ့ဒီဒဏ်ရာတွေကပြန်ပြန်ပေါ်လာတယ်နော်အလိုမျိုးဖြစ်ရတွေကတာလကတွေကအများကြီးအများကြီးရှိခဲ့ကုန်တယ်နော်ဆိုတော့အဲ့ဒီအရောက်နေစရာတော့ကျွန်တော်တို့မတည်ရင်လည်းမလှောက်နော်မတည်ရင်လည်းမလှောက်နောက်တစ်ခုကမန္တလေးတိုက်မိထီလာမှာအခုမိထီလာမြို့နေမှာနော်ထိုးကြီးဒီတွေကနေပြီးတော့ဖမ်းလိုက်တယ်နော်အဝေးတက်တူရဲ့ဒီတက်တပ်ပြည်ကဌာနကနေပြီးတော့ကတိကနော်တော်ဝင်းဝင်းအောင် ဒီဟိုတော်ဝုံးမရအောင်လို့ပြီးတော့ PDF ကနေပြီးတော့ဖမ်းလိုက်တယ်။ဒါကြောင့်တော့ထုတ်ကြည့် PDF ကဖမ်းတယ်ဆိုပြီးမှကျွန်တော်တို့သတင်းတွေတက်လာတယ်။ဆိုတော့ဒီနေ့ကစကားစကားနေပြီးတော့သတင်းထုတ်ပြန်တယ်เนาะ။အဲ့ဒါကဘယ်လိုလဲဆိုတော့ဒီတော်ဝုံးမရအောင်ဆိုလို့ရှိရင် PDF ကနေပြီးတော့ဖမ်းတာမဟုတ်ဘူး။เนาะသူတို့ကအခြေဆက်နဲ့เนาะအဲ့ဒီတော်ဝုံးမရအောင်ဆိုလို့ရှိရင်ခြေဆက်တယ်။ဘယ်သူနဲ့ခြေဆက်လဲဆိုလို့ရှိရင် AA နဲ့ခြေဆက်တယ်။ခြေဆက်ပြီးမှ AA ရဲ့ထင်းချုပ်နေမိတွေမှာเนาะဒီမင်းတွေမှာပညာသင်ဖို့အတွက်သူတို့နဲ့ခြေဆက်ပြီးတော့เนาะထွက်သွားတာဖြစ်တယ်เนาะ။ PDF တွေကဖမ်းတာမဟုတ်ဘူးဆိုပြီးတော့စကားစကားထုတ်ပြန်တယ်။ ဲ့ဒီမှာတက်ပုံတွေနဲ့ဒီတက်တို့ကြောင့်ကနေပြီးတော့ထွက်သွားတဲ့ပုံတို့ဘာတို့ကျွန်တော်တို့တွေ့ရလိမ့်မယ်နော်အတာတတင်းတက်ပုံတွေနော်အတာသူတို့ပြောတာကတော့ AA နဲ့သူတို့ကဆက်တွေ့တယ်ဆက်တွေ့ပြီးမှသူတို့နဲ့ပေါင်းသွားတာဖြစ်တယ်နော်ထူကြီး PDF ကဖမ်းတော့မဟုတ်ဘူးစသဖြင့်ဒီလိုထုတ်ပြန်ထားတာကိုတွေ့ရတယ်နောက်တစ်ခုကချင်းညင်တော့နော်ချင်းညင်တော့ဖွဲ့ရလဲတော်တော်ကိုကျွန်တော်တို့လက်တံပြောင်းတယ်နာမည်ကြီးတယ်ဆိုတော့ အခုသူတို့ကဘယ်လိုထုတ်ပြန်လဲဆိုလို့ရှိရင်တော့ standard army ဆိုပြီးတော့ကျွန်တော်တို့သုံးတာကိုတွေ့ရတယ် standard army တကက်အရင်ချင်းပြင်းနေတဲ့ army နော်အခုမာလာတော့ army လို့ဖြစ်မှာပေါ့နော် standard army တို့ကလည်းမာလာရဲ့စစ်တပ်ကိုတော်တော်အားကျနေတူပါတယ်နော်မာလာရဲ့စစ်တပ်ကနော်တကက် standard army အဆင့်38 ဆိုတော့ကပါမှာ38ငါခုခွေးပြေးဝဲပြေးပြေးနေတာနော်ပြေးနေတာနော်ဘယ်လောက်ထိ standard ကျလဲမကျလဲဆိုတော့ပြည်သူလူထုတွေရဲ့နေအိမ်ရောဘာရောနော်မဒင်းချင်တာရောခုတ်တာရောလူတာရောဝက်တာရောအကောက်လုံးသူတို့လုပ်တယ်မူရစေဝါဘာညာမကောင်းမအောက်ကုံသူတို့လုပ်တယ်နော်အဲ့ဒါကို standard army အဲ့ဒါသူတို့ခေါ်တာဆိုတော့အခုဒီချင်းရင်တော့လည်းသုံးထားတာတွေ့ရတယ် standard army အခုနောက်ကဒီမအားလောက်လို့ standard army မျိုးဖြစ်ရင်တော့နော်ဒီချင်းပြည်သူတွေတော်တော်ဒုက္ခရောက်မှာဆိုတော့သူတို့ပြောတာတော့တကယ် smart ကျတဲ့နော်ဒီလူအခွင့်အရေးကိုတကယ်လိုက်နာတဲ့ နော်ပြည်သူလူထုတွေချင်းပြည်သူလူထုတွေကိုအားလုံးကကွယ်ပေးနိုင်တဲ့တကယ်ဖန်ရှင်နဲ့ကဘာကအသိအမှတ်ပြုတဲ့ standard army မျိုးဖြစ်အောင်ငါတို့လုပ်မယ်ဆိုပြီးတော့ဒီနေ့ထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီကကွယ်ရေးမှာလည်းဖြစ်ဖြစ်တကယ်ပုံမို့ချစ်လက်အောင်နော်အဲ့လိုမျိုးဖွဲ့စည်းသွားမယ်ဆိုပြီးတော့ချင်းနေတော့ကထုတ်တာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မအလမအလကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ပကာ နော် focus တစည်းရှိတယ်အဲ့ဒီ focus တစည်းကဒီမြန်မာပြည်တွင်းမှာသွားတဲ့ခါတကယ်အထူးလေးမြန်မာစစ်တပ်မှာဆိုလို့ရှိရင်တကယ်အထူးလေးပြဲဆိုတော့နိုင်ငံခြားမှာသွားဖို့ကတော့သူတို့မှာလေးပြဲအထူးလေးမြန်မာမရှိဘူးเนาะမရှိတော့အခုဒီမီတာစုတွေလွတ်လွတ်လပ်လပ်ကောက်ကောက်မွန်မွန်သွားနိုင်ဖို့အတွက် Airbus ကိုဝင်လိုက်တယ်เนาะအပြီးငွေချီတော့ဝင်လိုက်တယ်ဒါပေမဲ့ဒီနေ့တတိယခုတက်လာကပါလဲဆိုလို့ရှိရင်တော့ MNA လေးခေါ်တဲ့ဒီမြန်မာနိုင်ငံဒီနိုင်ငံပိုင်အမျိုးသားလေး line เนาะအဲ့ဒီကနေပြီးတော့သူတို့ကငှားထားတယ်နောက်ငှားပြီးတော့လေး line တွေကိုဆွဲတာเนาะသူတို့အပိုင်မဝင်နိုင်မဝင်နိုင်ဘူးလေးမြန်မာငှား ားတယ်ငါဒီမှာငါခါကိုသူတို့ကအဲ့ဒီနိုင်ငံကိုပေးရတယ်ဆိုတော့ဒီနေ့တင်းတက်တာကအဲ့ဒီငါထားတဲ့လျင်ပြင်တွေကိုသူတို့ကမပေးနိုင်ဘူးတော့အဲ့ဒီအတိတ်ပဲရတော့ငါခါမပေးနိုင်ဘူးကျွန်တော်တို့စစ်ကငါလို့ချက်စစ်ကခါမပေးနိုင်တဲ့ခါကျတော့အဲ့ဒီအုံနာကပြန်တင်းသွားတယ်အဲ့လိုမျိုးပုံစံမျိုးဆိုတော့မြန်မာနိုင်ငံမှာလည်းလျင်ပြင်တွေကိုငါရာငါပြီးတော့လေချောင်းလိုင်းတွေဆွဲကြတယ်နော်ဆွဲပြီးတော့ရတဲ့ပတ်စံကိုဒီပိုင်ရှင်ဝင်ပြီးတော့ ကုနာခပေးတယ်နော်အဲ့လိုပုံစံမျိုးဆိုတော့ကိုမပေးနိုင်လို့တဲ့ MNA လေးချောင်းလိုက်နိုင်ငံပိုင်အမျိုးသားလေးလိုင်းကနေပြီးတော့လေရင်ပြင်ကိုနော်အဲ့ဒီပိုင်ရှင်တွေကတင်းလိုက်တယ်တင်းခံရတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ပြန်တယ်ဆိုတော့ဒါကလည်းတစ်ခါကြစရာကြီးနော်မာလာလည်းသူကိုသူစီးဖို့လေရင်ပြင်ကတော့နော်ဝင်နိုင်ပြီးတော့ နော်တကယ်နိုင်ငံပိုင်ကြတော့ဝင်နိုင်တော့နော်အဲ့ဒီမှာမပေးနိုင်တော့နော်အဲ့လိုမျိုးဆိုရင်တော့တော်တော်ကိုသိခါကြဖို့ကောင်းတယ်နော်ဆိုတော့အဲ့လိုမျိုးသတင်းကိုတွေ့ရတယ်ဆိုတော့ဒီနေ့မေလ12ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါကိုနေပေးကြပဲကျွန်တော်ဒီ